ဆုံးမမြင်လာပါရှင်ဒီတစ်ခေါက်ဗီဒီယိုလေးမှာတော့မလေးရှားပြည်နယ်ရောက်လို့ဆိုလို့ရှိရင်ဈေးသက်သာသာနဲ့တက်လို့ရပြီးတော့စင်ကာပူဒေါ်လာ22ဒေါ်လာပဲပေးရတယ်ဟ ோம் စတေးလေးအကြောင်းကိုပြပြပြီးတော့မှာဖြစ်ပါတယ်ရှင် ဒီမှာဆိုလို့ဆိုလို့ရှိရင်ကိုကဝင်လာမယ်ဆိုလို့ဆိုလို့ရှိရင်တို့ကကီးတွေပါအကုန်လုံးလဲဒီ home stay ပိုင်ရှင်ကတခါလေးပြပြပေးရဲ message ပို့ပေးရဲပေါ့နော်အဲ့ဒါအကုန်လုံး local key ဖွင့်မိတာနဲ့ကိုနေခန်းထဲကိုဝင်လာမှာပဲဖြစ်ပါလေရှင်ခုမြေစုငါးထားတဲ့နေရာကတကယ်ပြီးနိုင်ရဲ့ location George တကယ် George Town area မှာတကယ် main area မှာရှိရတဲ့အတွက် quarter နေရာကိုသွားမယ်လာမယ်စားမယ်ဆိုလို့ရှိရင်အဓိကကျတဲ့နေရာလားမှာရှိရတဲ့အတွက်မြေစုကတော့ဒီနေရာလေးမှာတဲဖို့အတွက် recommend ပေးချင်ပါလေရှင် အခုဒီတစ်ခါမလေးရှားရောက်တဲ့အချိန်မလေးရှားပြည်နယ်ရောက်တဲ့အချိန်မှာတော့မြစ်စုက George Town ရဲ့တကယ် area ထဲမှာနေရပါဘော။ဒီတစ်ခါကတော့မြစ်စုဟိုတယ်မှာနေရမယ်။ဒီတစ်ခါကတော့ budget safe ဖြစ်တဲ့ Airbnb မှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်။အဲဒီ I'm so ဆိုလို့ရှိရင်သူကအာကိုကအဲအခန်းငါးပြီးလိုက်ဆိုလို့ရှိရင်ဒီဒီဟိုနေ owner ကကိုယူပါမယ်ကိုရဲ့ locker key number ပေါ့နော်ပြီး password တွေပဲထည့်ယူရတယ်။ဒါမြစ်စုကဒီမှာအရင်ဆုံး key ကိုရှာမယ်။ကိုရဲ့ locker box မြစ်စုကတော့ဒီမှာဖြတ်တာတွေ့ဒီမှာလေးပါ။ပြီးကိုရဲ့ password လေးကိုနှိပ်လိုက်ပါမယ်။ ။ရဲ့ password လေးဒီမှာလှည့်ပြီးဆိုရင်ဒါလေးဆိုချလိုက်တာနဲ့ပွင့်ပြီးဖြစ်ပါဖြစ်ပါတယ်ရှင်။음လာပြီအမျိုးစိုးခံပါကီလေးပါ။တို့ရတကယ် main dot တော့ပေါ့နော်။နှစ်ခုရပါပြီ။အားလုံးအမျိုးစိုးလိုက်ကြည့်ကြပါအောင်နော်။ကက်လေးအမျိုးစိုးဒီမှာတက်လိုက်ပါမယ်။အဆွေတကားတော့ပွင့်ပါပါပြီရှင်။နေရပါတော့နော် နားခမ်းလိုက်လို့ခုမျိုးစုကဒီကောင်ငားလာတာအစင်းကဘောတော်လာနေဆိုရင်တညကို20ဒေါ်လာပါ22ဒေါ်လာပေးရတယ်ပေါ့နော်။ तू အခန်းကတော့ကိုယ့်ရဲ့ကိုယ်ခံတဲ့ကိုယ်ပဲ तू အဒီမှာ air dryer ပါတယ်ဒီမှာမန်နီကုံလေးတွေအန်စွဲလေးလည်းပါတယ်ပေါ့နော်။ပြီးရင် ဒီမှာကိုလှရပါပြင်လို့ရတယ်။ကတင်ကတော့ကိုတယောက်တည်းနေချင်တယ်ဒီလိုမျိုးခွဲနေချင်တယ်ဆိုလို့ရတယ်။နှစ်ယောက်အတူတူကတင်လုံးဆိုရတယ်တယောက်တည်းနေချင်တယ်ဆိုလို့ရတယ်ပေါ့နော်။ဒါကတော့ကိုကိုစိတ်ကြိုက်ပါ။အားရဖို့တော့ဆိုတာအဆင်ပြေတယ်ပေါ့နော်။ဒီလည်းရမ်းကြည့်ဦး။ဟိုတပန်တပန်ပြန်လည်းရှိရပေါ့နော်။ရချိုးကအင်သာကတော့အပြင်မှာသူများနဲ့တူတူရှယ်ရမှာဖြစ်ပါလေရှင်။ အရေချုံကအိမ်သားအတူတူသုံးရတယ်ဆိုပေမဲ့ယောက်ျားလေးတည်တဲ့မိန်းကလေးတည်တဲ့ပေါ့နော်အဲ့ဒါချားပါမှလည်းရရင်ဆိုရင်ကြာမလို့ပါဘူးရှင်ပြီးတော့သူ့ရဲ့ area ကလည်းတကယ်မြို့ရဲ့ဒီ George Town area မှာရှိရတာဖြစ်တဲ့တော့ကွာဒီနာနီနာသွားရင်လည်းမိုးချုံမှပြန်လာမယ်ဆိုတော့ရရင်ကိစ္စမရှိဘူးဒီမှာသူတို့ရဲ့တကယ်ဟို famous တဲ့နေရာပဲပေါ့နော်တကယ်လုံးဝ tourist attraction ရှိတဲ့နေရာဖြစ်တဲ့တော့ဒီမှာနေမယ်ဆိုလို့ရှိရင်ကကိုတပိုးကြီးစင်ပြေတယ်ပြီးရင်သူက hotel ဘိုင်းနေမှာနေမယ်ဆိုလို့ရှိရင်ပိုစီတကြီးရပေါ့နော်ဒီခုလိုမျိုး homestay မှာနေမယ်ဆိုလို့ရှိရင် Airbnb ဘိုင်းငိုင်းနေမယ်ဆိုရင်ကိုတော့ကဈေးပွဲပို့တတ်တာလည်း budget လည်းကိုင်းမှု ရပါတော့။အားလုံးမြေစုငါလာတဲ့ခန်းလေးပါ။အဲ့ဒါဟောင်းစီလိပ်စာလေးကတော့ဒီလူမာနာမည်ဖြစ်ပြီးတော့ဒီမှာဆိုလို့ရှိလို့ရှိရင်ဘယ်နာမှာတဲရမယ်ဘယ်လိုမျိုးငှားရမယ်ဆိုတာလေးကိုမြေစုကကော့မတ်မှာရေးထားပြီးမှဖြစ်ပါလိမ့်ရှင်။